အားလုံးပဲမင်္ဂလာပါမတူဒီနေ့ဝေးမြမယ့်ဗီဒီယိုလေးကကြတော့ဒီမိမ့်မကို6သွေးချင်းပေါ့နော် China dryness အကြောင်းလေးကိုပြောချင်တယ်အာမိမ့်မကို6သွေးတဲ့ဟာကကြတော့ဘသူတွေမှာပိုပြီးအဖြစ်များလဲဆိုလို့ရှိရင်သွေးဆုံးပြီးအမျိုးသမီးတွေမှာပိုပြီးတော့အဖြစ်များတယ်ဒါပေမဲ့အမျိုးသမီးတိုင်းကတော့ဖြစ်နိုင်တယ်အဲဒါကကြတော့ဘာကြောင့်ဖြစ်တာလဲဆိုရင်မိမ့်မကို6သွေးတာကကြတော့အာမတူကိုရဲ့ဒီပေါ့နော်ခန္ဓာကိုယ်မှာရှိတဲ့ estrogen hormone ထုတ်လုံမှုတွေနည်းလာတဲ့အခါမှာဆိုလို့ရှိရင်ဒီအဲမိမ့်မကိုမှာဆိုလို့ရှိရင်စူတိုင်းစား ီးတဖြည်းဖြည်းနည်းသွားတဲ့အတွက်မိမကို၆သွေးတာဖြစ်တယ်မိမကို၆သွေးပြီဆိုလို့ရှိရင်ဒီအမျိုးသားနဲ့ဒူနေခြင်းနဲ့စိတ်တွေလည်းယောနေသွားတာတွေဖြစ်တယ်လေကံကောင်းတာတခုကကြတော့ဒီမိမကို၆သွေးတာကိုကုသဖို့နီးလန်းနေအများကြီးရှိတယ်ပေါ့နော်တကယ်လို့ဒီမိမကို၆သွေးတာနဲ့ပတ်သက်ပြီးတော့အဲပြဿနာများဖြစ်နေခဲ့တယ်ရှိလို့ရှိရင်မသူနဲ့လာပြီးတော့အသေးစိတ်လာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းသိချင်တာရှိရင်လည်းဒီပုံဗီဒီယိုလေးရဲ့ comment မှာမေးလို့ရပါတယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အခမဲ့တိုင်ပင်ဆွေးနွေးပေးနေပါတယ် 这些技术的嘛嘞。